င်္ဂလာပါကျွန်တော်ဒီနေ့ပြောပြနေတဲ့အကြောင်းကတော့ကျွန်တော်ဒီ smartphone ရဲ့ဒီလုံခြုံရေးအတွက်အရန်အရေးကြီးတဲ့ဒီမဲဝဲတွေကိုဘယ်လိုမျိုးကာကွယ်ရမလဲနဲ့မဲဝဲဆိုတော့ဘာလဲဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးမယ်အဲ့တော့ဗီဒီယိုလေးကိုကျွန်တော်တို့တူတူစပြီးတော့ကြည့်လိုက်အောင်ပထမဆုံးမဲဝဲဆိုတာပါတယ် မဲဝဲဆိုတော့ဒီရှင်းရှင်းလင်းလင်းနဲ့ဒီရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တယောက်ယောက်ကကျွန်တော်ရဲ့ဖုန်းကိုဖျက်ဆီးဖို့ကျွန်တော်ရဲ့ဒီ personal data တွေကိုခိုးယူဖို့နောက်ပြီးတော့ကျွန်တော်ဘာလုပ်နေလဲဆိုတာကိုတိတ်တဆိတ်စောင့်ကြည့်ခြင်းလို့ကိုဖုန်းထဲမှာထည့်ထားတဲ့ဒီမကောင်းတဲ့ software တစ်ခုလို့သတ်မှတ်ထားလို့ရတယ်။အဲ့တော့မဲဝဲတွေကဘယ်နှမျိုးရှိလဲ။မဲဝဲတွေကဒီအကျဉ်းအဖြစ်တော့၃မျိုးရှိတယ်။ပထမဆုံးတစ်ခုကတော့ spyware ။ဒီ spyware ကကျွန်တော်တို့ဖုန်းထဲမှာရှိနေပြီဆိုရင် သူကနေပြီးတော့ကျွန်တော်တို့ရဲ့ဒီ SMS history တွေကျွန်တော်တို့ရဲ့ဒီဖုန်းခေါ်ထားတဲ့ history တွေနောက်ပြီးတော့ကျွန်တော်တို့ဒီ location တွေကိုကြည့်ပြီးတော့အခြားလူတယောက်ကကျွန်တော်တို့ဘလူတွေနဲ့ဘာတွေစာဖို့လဲဘာဖုန်းတွေခေါ်လဲဘယ်နေရာမှာရှိလဲဆိုတာကိုသိနိုင်တယ်နောက်တစ်ခုကတော့ AD ဝဲအဲ့အတွဲလို့လည်းခေါ်ရပါတော့ဒီမဲဝဲကျတော့ကိုဖုန်းထဲမှာရှိနေပြီဆိုရင်ဘယ်လိုမျိုးတွေလောက်တာလဲဆိုတော့ ကျွန်တော်တို့ကိုစိတ်အနှောက်အယှက်အရန်ဖြစ်စေတဲ့ကြော်ညာတွေ pocket ကြော်ညာတွေကကျွန်တော်တို့ဖုန်းသုံးလို့မရအောင်အထိကိုကြော်ညာတွေစက်တိုက်တက်အောင်လုပ်လို့ရတယ်။နောက်ပြီးတော့တို့ကကျွန်တော်တို့ရဲ့ browsing data တွေကိုယူပြီးတော့ကျွန်တော်တို့ ਨੇ ကိုက်နေမဲ့ကြော်ညာတွေကိုဒီအရန်ကိုပြတဲ့ပုံစံမျိုးပေါ့နော်။အဲဒီ malware ကကျွန်တော်တို့ဒီဖုန်းထဲမှာရှိပြီဆိုရင်တော်တော်လေးမှစိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်။ဖုန်းလေးကိုသုံးနေတဲ့အချိန်မှာကြော်ညာပေါင်းတောင်းဆောင်တောင်းနဲ့ဒီ notification ကိုကျွန်တော်တို့ဖြတ်ရတာလေအမားတွေကိုစက်တိုက်ပြင်ပြန်နှိပ်ရတာလေဒီလိုမျိုးတွေလောက်တာဆိုတော့တော်တော်လေးမှစိတ်နှောက်ရှက်ဖြစ်ဖို့တော့ကောင်းတယ်။နောက်ဆုံးတစ်ခုကတော့ ransomware ဒီကောင်ကတော့တော်တော်လေးမှအနေရရှိတဲ့မဲဝဲလို့ပြောလို့ရတယ်ဒီကောင်လေးကကျွန်တော်တို့ဖုန်းထဲမှာရောက်လာပြီဆိုရင်သူကကျွန်တော်တို့ရဲ့ဒီပုံတွေနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအရေးကြီးတဲ့ data တွေအရေးကြီးတဲ့ server ဆန်တန်းတွေသူတို့ကလော့ချလိုက်ပြီးတော့ဒီ server ဆန်တန်းတွေဒီပုံတွေကိုလိုချင်တဲ့ဆိုရင်ငါတို့ကိုပတ်စံဘလောက်ပေးရမယ်ဆိုပြီးတော့ငွေညစ်တလို့ပုံစံမျိုးလုပ်လို့ရတယ်ပြောရမယ်ဆိုရင်ဒီ online ပေါ်ကငွေညစ်တဲ့ပုံစံမျိုးပေါ့ဒီကောင်ကတော့တော်တော်လေးအနေနဲ့များတယ်အဲ့တော့ဒီမဲဝဲတွေကကျွန်တော်တို့ဖုန်းထဲကိုဘယ်လိုမျိုးဝင်လာတာလဲ အဲတကယ်တမ်းပြောရမယ်ဆိုရင်ဒီမဲဝဲတွေကကျွန်တော်ဖုန်းထဲဝင်လာတယ်ဆိုတော့ကအဓိကကတော့ကိုကြောင့်တော့အများကြီးပို့ပြီးတော့ဖြစ်နိုင်တယ်။အဲ့တော့ဘယ်နေရာနေစပြီးတော့ဝင်လာလဲဆိုတော့ပထမဆက်စချင်းတစ်ခုကကြတော့ကိုကဒီ application တွေကို download ဆွဲနေရမှာ Play Store လို့ App Store လို့လိုမျိုးဒီ official website တွေကို အပလီကေးရှင်းတွေတော့သွားပြီးတော့ဒေါင်းလုဒ်ဆွဲတာမဟုတ်ဘဲနဲ့ site လောက်လုပ်တယ်လို့ခေါ်တဲ့ကျွန်တော်တို့ဒီပေါ့နော်လုံခြုံမှုမရှိတဲ့ဒီ website တွေကနေပြီးတော့ application တွေကိုဒေါင်းလုဒ်ဆွဲရနေပြီးတော့ဒီ malware တွေကကျွန်တော်ဖုန်းထဲကိုဝင်လာနိုင်တယ်။နောက်တစ်ခုကတော့ phishing လုပ်တယ်လို့ခေါ်တဲ့ကျွန်တော်တို့ဒီမှတ်လုံးတွေပေးပြီးတော့အာ main က iPhone 70 Pro Max ပေါက်ပါတယ်။အဲ့လိုမျိုးပေါက်တဲ့အတွက်ကြောင့်ဒီ link လေးကိုနှိပ်ပြီးတော့ဒီ application လေးကိုဒေါင်းမှာဒီ phone တွေကိုဖြည့်ပါဆိုပြီးတော့ကိုကအဲ့လိုမျိုး link ကိုနှိပ်လိုက်တဲ့အခါမျိုးမှာလည်းဒီ malware တွေကကျွန်တော်ဖုန်းထဲကိုရောက်လာနိုင်တယ်။နောက်ဆုံးတစ်ခုကကျတော့ကိုကဒီပေါ့နော် application တွေကိုဒီ Play Store တို့ App Store တို့က down ထားတာမှန်တယ်ဆိုပေမဲ့ဒီကနေပြီးတော့ down ထားတဲ့ application တွေကမလိုအပ်တဲ့ permission တွေကိုကျွန်တော်တို့တောင်းမယ်ဆိုရင်လည်းဒီ malware တွေကကျွန်တော်တို့ဖုန်းထဲဝင်လာနေဘယ်လိုမျိုးလဲဆိုတော့ဥပမာထားပါတော့ calculator application တစ်ခုကကျွန်တော်တို့ရဲ့ပုံတွေကိုတောင်းဖို့ permission တောင်းနေကျွန်တော်တို့ရဲ့ဒီပေါ့နော်အာ location ကဘာမှရှိလဲ permission တောင်းနေအဲဒီလိုမျိုး permission တောင်းတဲ့အခါမှာအဲ့လိုမျိုးပေးလိုက်တယ်ဆိုရင်လေဒီ malware တွေကကိုဖုန်းထဲကိုဝင်လာနိုင်တယ်အဲ့တော့ဒီ malware တွေကကိုဖုန်းထဲကိုဝင်လာပြီဆိုရင်ဘယ်လိုမျိုးလက္ခဏာတွေပြလဲ ပုံမှန်ဆိုရင်တော့ဒီ malware တွေကကိုဖုန်းထဲဝင်လာတယ်ဆိုရင်ဒီတိတာတဲ့လက္ခဏာပေါ့နော်။အာမင်းရှိမှာ hacker ထည့်ထားတဲ့ဒီ malware application app ကြီးရှိပါတယ်ဆိုပြီးတော့မသိနိုင်ဘူး။ဘယ်လိုမျိုးအချက်တွေနဲ့သိနိုင်လဲဆိုရင်တော့ပထမဆုံးတစ်ခုကဒီ malware တွေကကိုဖုန်းထဲဝင်လာပြီဆိုရင်ကိုဖုန်းရဲ့ battery ကအရင်အထက်ပို့ပြီးတော့စားလာတယ်။အဲဒါကဘာကြောင့်လဲဆိုတော့ဒီ malware app တွေကကျွန်တော်ရဲ့ background မှာ run နေပြီးတော့ကျွန်တော်ရဲ့ဖုန်း battery တွေကိုစားနေရဖြစ်တဲ့ကြောင့်အရင်အထက် battery အားကုန်လာဖြစ်နိုင်တယ်။ နောက်ထပ်တစ်မျိုးကကျတော့ကိုဖုန်းကအရန်ကိုပူတက်လာတယ်အရန်ကိုမှနှီးလာတယ်ကွေးလာတယ်ဆိုရင်လည်းမဲဝဲ app တွေကကိုဖုန်းထဲမှာရှိရလို့သတ်မှတ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ခုနကပြောလိုပဲဒီ background ထဲမှာဒီမဲဝဲ app တွေကကျွန်တော်ရဲ့ဒီ SoC processor တွေကိုတုံးနေတာဖြစ်တဲ့တဲ့ကြောင့် battery ကအရန်ကိုပူတက်လာတယ်အဲ့လိုမျိုးပူတဲ့အခါကျရင်ကိုဖုန်းတွေကနှီးသွားတယ်။နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့ဖုန်းဘေးတွေကအရန်ထက်ဆိုင်ပို့ပြီးတော့ကုန်လာတယ်။ ဒါကဘာကြောင့်လဲဆိုတော့ malware application တကူကကိုဖုန်းထဲမှာရှိလာပြီဆိုရင်ကိုဖုန်းထဲက data တွေကို तू က background ကနေပြီးတော့ကိုမသိအောင်သုံးနေတဲ့အတွက်ကြောင့်ကိုဖုန်းရဲ့ဒီ mobile data တွေအရင်ကပိုကုန်လာတယ်ဒါမှမဟုတ် wifi နဲ့ဒီ internet တွေပါသုံးနေဆိုရင် data usage တွေကအရင်ကပိုတက်လာတယ်အဲဒီလိုမျိုးအချက်တွေဖြစ်နေပြီဆိုရင်တော့ malware app တွေကကျွန်တော်ဖုန်းထဲမှာရှိတာသိကြနေပြီအဲ့တော့ဒီ malware တွေကကျွန်တော်ဖုန်းထဲမဝင်အောင်ဘယ်လိုမျိုးကာကွယ်ရမလဲ ပထမဆုံးတစ်ခုကတော့ကိုကဒီ Play Store လို့ App Store လို့ကနေပြီးတော့ဒီပေါ့နော် application တွေ download လုပ်တယ်ဆိုရင်ဒီ application တွေကိုအမြဲတမ်းစစ်ပြီးတော့ဒီ application တွေကနေပြီးတော့ update တွေပေးတဲ့အခါမှာ app to date ဖြစ်အောင် update အမြဲတင်တာမျိုးလုပ်လို့ရတယ်။အဲဘာကြောင့်လဲဆိုတော့ဒီ application ကိုဆွဲတဲ့ပေါ့နော် developer တွေကသူတို့ရှိမှဒီ privacy ရဒီယူပေါင်းတွေရှိနေဆိုရင်အဲ့ယူပေါင်းတွေပိတ်အောင် software update နဲ့ပြင်ပေးတာမျိုးတွေရှိတယ်။နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီပေါ့နော်အဲကိုကိုတိုင်းနဲ့တော့ဆိုင်တယ်။ အမြဲတမ်းတွေးကြရ link ကိုဝင်ပြီးတော့ဗောနော်နှိပ်တာတွေကိုယ့်ရဲ့ data တွေကိုဖြည့်တာတွေ application တွေကို download ဆွဲတာမျိုးတွေမလုပ်ရဘူးနောက်တစ်ခုကတော့ဒီ application ကိုကျွန်တော်ဖုန်းထဲမှာ download ဆွဲရနေရမှာလဲစိုက်ချရတဲ့ဒီ play store တို့ app store တို့ကပဲ download ဆွဲရမျိုးကိုလုပ်ရမယ်အခြားဒီ site blog လုပ်တယ်လို့ခေါ်တဲ့အခြားသော website တွေကနေ application တွေကို download ဆွဲတာတို့ဒါမျိုးတွေမလုပ်ရဘူးနောက်ဆုံးတစ်ခုကတော့ကိုကဒီ App Store တို့ Play Store ကတော့ဒီ application တစ်ခုကို download ဆွဲရဆိုပေမဲ့ ကိုဆွဲလိုက်တဲ့ application နဲ့ဒီမတက်ဆိုင်တဲ့ app permission တွေကိုဒီ application ကတောင်းနေရဆိုရင်မပေးရဘူးပေါ့နော်အဲခုနကပြောလို့ပဲဒီ calculator application ကအခြားသောဒီပုံတွေကိုကြည့်ကျင်တာတို့ ကိုယ့်ရဲ့ data တွေကိုတုံးချင်တာတို့ဒီလိုမျိုးတွေတောင်းနေရဆိုရင်လေကိုကလက်လွတ်ဆွဲပြီးရင်ပြီးတော့အကုန်လုံး up long along မလောင်းနှိပ်တာမျိုးမဟုတ်ဘဲနဲ့တေးတေးထားထားစီစီဆက်ဆက်လေးအဲ့ app permission တွေကိုပေးရမယ်ဒီလိုမျိုးချက်တွေလုံးမယ်ဆိုရင်တော့ဒီ malware တွေကကျွန်တော်ဖုန်းထဲကိုဝင်လာနိုင်မှု chance ကတော်တော်လေးမှတော်တော်လေးကိုနှဲသွားပြီအဲ့တော့ဒီနေ့ video လေးကကျွန်တော်ဒီ smartphone ကိုတုံးတဲ့နေရာမှာ smartphone လုံခြုံရေးတဲ့အရန်ကိုမှအရေးကြီးတဲ့ဒီ malware ဆိုတာပါလေဘယ်လိုမျိုးအလုပ်လုပ်လဲနဲ့ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတဲ့အချက်လေးတွေကိုပြောပြပေးရတာဖြစ်ပါတယ်ကျွန်တော်နောက်ထပ် video မှာလည်းအခုလိုမျိုးဒူးဒူးတာရ ရမယ့်အကြောင်းအရာတွေကိုပြောပြပေးတော့မှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်ခန့်ပါ